စကားမဟာထင်တဲ့လောက်လည်းမဟုတ်သေးဘူးသူကအထင်ကြီးလို့လည်းမရသလိုအထင်သေးလို့လည်းမရသေးဘူးပေါ့နော်တကယ်တမ်းဒီသူတို့ရဲ့ဂျမ်ပါအထုတက်ထားတာပေါ့ဂျမ်ပါကိုဖြိုနိုင်လို့ကိုက drone နေနဲ့စပြီးကျဲလိုက်နိုင်တာ ਨੇ သူတို့ပြေးတာပါပဲအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်ဒီစနေမြာမြန်မာတရင်ထူတရေဦးတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်။ဒီကကတော့တို့အခိုင်မာဒီ ဒီဘန်ကာတွေဘလောက်ပဲယူတာယူတာပေါ့နော်သူတို့ကဒီအသက်ပြီးပြီးတော့တိုက်ချင်တဲ့စိတ်မရှိဘူးပေါ့နော်ဟိုအနိုင်ကျင်းလို့ရတဲ့အချိန်ပဲတကယ်တမ်းသူတို့အသက်တွေပေးရတော့မယ်ဆိုရင်နောက်ဆုံးစကမ်းကိုထားပြီးဖွက်ပြေးကြရဲဆိုတဲ့အနေထားဒီမော်တော်တိုက်ပွဲမှာလေဒီကိုဘက်ကဒီနေဆက်စကမ်းကုန်းကြီးကတူတိုင်ရင်မှုပေါ့နော်သူပြောသလို ဆိုလင်းထွက်လာမသိပါဘူးထွက်ပြေးသွားတယ်ဆိုတဲ့အကြောင်းသူတင်ပြထားတာလေတွေ့ရတာပေါ့နော်အဲ့တော့သူတို့ဒီကလောက်လူအင်အားတွေပေါ့ဥစ္စာဘက်စစ်စနစ်ကပေါ့နော်လူအင်အားတွေနဲ့လာလေအခြေခံတကယ်ဖြစ်တဲ့ခါကြရင်ရေးကြည့်တာကသူတို့ရဲ့ဒီအသေးခံအမှားစခန်းပေါ့နော် ထွက်ပြေးလို့မြဲသူကစကန်းကြတာနဲ့ကြတာလीအဲ့တော့သူတို့စကန်းကအသေးကြီးဖြစ်နေတယ်ဒီစကန်းကိုကဝိုင်းဝန်းပိတ်ဆို့ထားတယ်ပြီးတော့ဖြတ်ထားတယ်ပြီးတော့အပေါ်ကနေပြီးတော့ဒီ drone အနေနဲ့သွားပြီးတော့အသာကျဲနိုင်တယ်ဆိုရင်တိမ့်နိုင်တာပါပဲအဲ့တော့သူတို့ကဒီစကန်းကုန်းပေါ်မှာကို120မမကြီးတွေဆင်ထားပြီးတော့အဲ့ဒီရနေပြီးတော့အဲ့ဒီကုန်းပေါ်ကနေပြီးတော့ ရှောက်ပြနေတာကိုလည်းသူဒီစင်ထားတဲ့နေရာတွေကိုလည်းပြတာပေါ့အဲ့တော့အဓိကဒီမှာတွေ့ရတာကဒေသခံပြည်သူနဲ့ဒီစကားမရဲ့တက်တည်နေကဟိုပတ်သက်မှုမရှိတော့ဘူးပေါ့နော်စကားမရဲ့တက်တည်ကဒီတနက်အာကူနေတာသူကအနိုင်ကျင့်နေတာဒေသခံပြည်သူတွေရဲ့ဒီ ဒီနေ့ဟိုထောက်ခံမှုမရတဲ့အခါမှာသူတို့ဟာအထီးကျန်နေပြီးသားပဲနော်အဲ့တော့သူတို့ရိတ်ခါတွေကစားလီလေးဘဝလာချပြရတယ်သူတို့ဟိုအနိုင်ကျင့်လို့ရတာပဲအဲ့တော့သူတို့ဖွင့်ထားတဲ့ကိစ္စကံတွေအားလုံးကလည်းဒီတက်တည်ရှိနေလို့ပဲတက်မရှိရင်အကုန်လုံးပြေးတာပဲပြောချင်တာကဒီစကားမတို့ကစနစ်ပေါ်မှာတိဆောက်ထားတာမဟုတ်ဘူးတနက်ပေါ်မှာတိုင်းပြည်ကိုတိဆောက်ထားတာအဲ့တော့ဒီ စစ်ကောင်စီရဲ့တက်ရင်းနေမရှိတာနဲ့အိမ်မျိုးကြတာပဲအဲ့ဒီစခန်းကြတာပဲအဲ့ဒီနေဆက်တွေရတာပဲအဲ့တော့သူတို့ပြောနေတဲ့ရေကောက်ပွဲတွေသူတို့ပြောနေတဲ့ဒီအုပ်ချုပ်ရေးတွေအားလုံးကစစ်တပ်ကိုပဲခြေခံထားတာနောက်အိမ်မှာအပတ်စဉ်စနစ်ကဒီပါစာတွေပေါ့နော်အထူးဖြင့်ရန်ကုန်ကအုပ်စုတွေပေါ့ကလေးတွေပေါ့နော်တောင်တကုန်ကပါတယ် လေကူကပါတယ်မော်ပီကပါတယ်သူတို့ကအရင်ဆုံးဘင်းတောင်ကိုယင်ဖမ်းသွားတယ်ငမွေလေအုတ်ကြီးတွေကပို့လိုက်တယ်အေးဘင်းတောင်ကမှတစင်ဂျိုးဖြူမှာစစ်တရန်ဆင်းနဲ့၃လဆင်းနဲ့ပြီးတော့ရှေ့တန်းတပ်ပို့ချလိုက်တာပေါ့ပြီးတော့အခုဒီဘက်မှာသူတို့ဒီအလင်းဝင်ပြီးတော့တော်လိုင်းဘက်ကနေဝင်ပါနေကြတာပေါ့အဲ့တော့ ူကစစ်တဲ့မဝင်မချင်းဝင်မယ်လို့မပြောမချင်းရိုက်တယ်လို့ပြောတယ်အဲ့တော့ဒါတွေကအတင်းအကျပ်စစ်တဲ့ဝင်ခိုင်းနေတယ်ဆိုတော့ဒီကောင်းမွန်တဲ့သက်သေလက္ခဏာတွေပဲနော်အဲ့တော့တကယ်စဉ်းစားကြည့်လိုက်ရရင် တက်သေးလက္ခဏာတွေကပူပူပြီးတော့ထွက်လာတော့ပေါ့စီနော်အဲ့တော့ငါထောင်းနဆက်နှစ်အနေထားကိုသွားပြန်ပြီးသတိရတယ်ငါထောင်းနဆက်နှစ်တုန်းကလေကျွန်တော်တို့ကဒီဒီအဲ့လိုပဲစံတော်ဝါနဲ့စပြီးတော့ဟိုတိုက်တီတိုက်တီတိုက်ပြီးတော့ဒီစကိုင်းမှာစပြီးတိုက်ထုတ်လိုက်နေတယ် ပြီးတော့ကင်းရင်ဒီမှာတိုက်ထုတ်လိုက်နိုင်တယ်။မကွေးတွေမှာတိုက်တယ်။တနင်္ဂနွေလုံးမှာစားတိုက်တယ်ပေါ့နော်။အခုလည်းအဲ့ဒီအနေထားကိုပြပြပြ။ဒီမောတောင်လိုအောင်ပွဲမျိုးပေါ့နော်။ကမ့်ဘလူးလိုအောင်ပွဲမျိုးဟာကျွန်တော်တို့တကယ်လို့ရင်ကျွန်တော်တို့မှလည်း view ဟာကောင်းနေဆိုရင်တကယ်ရပါပဲ။အခုမောတောင်ဆိုရင်တို့120မမနှစ်လက်ရတယ်ပြောတယ် wifi ကနှစ်လက်ပေါ့တစ်လက်ရတာပြီးတစ်လက်ကရှာရမယ်လို့ပြောတယ်နောက်တော့ရှားဘုံကြီးတွေအမြောက်အများရတာညအဲ့ဒါကိုကျွန်တော်တို့ campaign လုပ်ပြီးဝယ်မယ်ဆိုရင်ဒါ campaign တစ်နှစ်လောက်လုပ်ယူရမယ်ပြောချင်တာကသိန်း1000 project သိန်း2000 project လောက်တော့လောက်ပါမလားမပြောတော့အဲ့တော့ရန်သူလက်နဲ့ကိုလက်နဲ့ဆိုတာတကယ်အရှိတရားပဲအများအဲ့ဒီသိမ့်မိတဲ့လက်နဲ့တွေကိုကဒီပယ်ထုတ်ဖို့တော့တော်တော်သေးယူရမှာ သူတို့လည်းအိမ်ညာကိုဘယ်လိုပုံစံနဲ့ပို့ထားလဲသူတို့အဲ့တော့ပြောချင်တာကလက်လက်ကြီးတွေကြီးစံကြီးတွေဘုံကြီးကြီးတွေအဲ့တော့အဲ့ဒီရဲ့ငွေတန်ဖိုးတွေတနိုင်ငံလုံးမှာရှိတဲ့တက်စကန်ပေါင်းပေါ့အဲ့တွက်ကြည့်လိုက်ဘယ်လောက်တောင်များလဲမလဲပေါ့ဒီအေဂျင်စီရဲ့ထုတ်လင်းမှုအရာပေါ့နော်အေဂျင်စီရဲ့ပြောရမြန်မာတနိုင်ငံလုံးမှာ ဒီလက်နက်ကင်နေကြတဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်ပေါင်းအဖွဲ့တွေပေါင်းပေါ့2600လောက်ရှိတယ်လို့ပြောတယ်2600နော်ကျွန်တော်တို့တော်လိုင်းရေးအဖွဲ့တွေပေါင်းအဖွဲ့ပေါင်း2600တပ်ဖွဲ့မှာ10ရောက်ဆိုရင်2600တော့တပ်ဖွဲ့မှာအယောက်တရာရှိပဲ2600ကျော်ရှိတယ်ဒါဒီရဲ့ပိုင်းမှာနေမဲ့ကြီးနေတဲ့ LJC ရဲ့ရာရဲ့ဒီဒီ documentary series ပေါ့နော်အိမ်မှာပြောသွားတာပေါ့မြန်မာနိုင်ငံတနိုင်ငံလုံးမှာဒီလက်နဲ့ကင်ထားတယ်ကျွန်တော်တို့ဒေါ်လာကြီးပေါ့ဒီစစ်အာဏာရှင်ကိုပြန်တိုက်နေတဲ့အဖွဲ့ပေါင်း2600လောက်ရှိတယ်ဖွက်ကြည့်ဘယ်လောက်ထိများလဲဆိုတော့အဲ့တော့ရှင်းရှင်းပြောရရင် ဒီမောတောင်ဖြစ်စဉ်ပေါ့နော်မောတောင်ဖြစ်စဉ်ကိုဒါဘုံမှုတင်လဲအောင်လို့အကိုတိုင်ရောက်နေပြီးတော့အစဆုံးပါခဲ့တဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမလိုလားအပ်တဲ့ဟာတွေမရေးပါနဲ့နော်ဒါအားလုံးသိပြီးသားကိစ္စတွေပါဒါတွေက comment တွေမှာဝင်ရေးစရာအကြောင်းမရှိပါဘူးနော် comment တွေမှာရိုင်းရိုင်းဆိုင်ဆိုင်နဲ့တို့ကြမ်းတဲ့တဲ့စကားလုံးတွေမရေးပါနဲ့နော်ကျွန်တော်ပြောသလို ဒါတွေကမလို့အပ်ပါဘူးအဲ့တော့သိစားစဉ်းစားကြည့်လိုက်ရရင်တော့နှစ်ဆက်နှစ်ပုံစံကိုကျွန်တော်တို့ပြန်ခံစားရပြီအဲ့တော့ BBL လည်းပါတယ်လို့ပြောတယ်နောက်ဘုဘူးဒီလိုင်းအောင်ပြောတဲ့ပုံစံဒါသူရဲ့မိခင်တက်ရင်ပုတ်ပြင်းရဲ့မိခင်တက်ရင်နေရာလည်းဖြစ်တယ်ပေါ့ ။အဲကြောင့်သူဒီနေရာကိုရောက်လာတာပေါ့နော်။မောတောင်ဆိုတဲ့နေရာ။အဲ့ဒါကလည်းနေဆက်ကိတ်လည်းဖြစ်တယ်။နေဆက်ကုန်သွယ်ရေးကိတ်လည်းဖြစ်တယ်။အဲ့တော့စကမဘက်ကတော့ဒါ white way တွေ white 80တွေနဲ့တော့ပုံကျဲနေစေပေါ့ဗျာ။အဲ့မဲ့တကယ်လို့ရင် ဲ့တော့တကယ်လို့ရင်တကယ်ဖြစ်တယ်ပေါ့နော်အခုသူတို့ဒီကသုံးဆန်အတိုင်းပဲထိုင်းနိုင်ငံကိုထွက်ပြေးကြတာအယောက်40ကျော်အယောက်40ကျော်စစ်တုပ်ပန်းပြရတယ် ရန်နဲ့ဒီအခဲရန်နဲ့အမြောက်အများရတယ်ပြီးတော့ကျွန်တော်တို့ဘက်က drone တပ်ဖွဲ့ရဲ့အစွမ်းကိုလည်းပြလိုက်နိုင်တယ်သူတို့ရဲ့ drone ဂျမ်ပါကိုလည်းဖျက်ဆီးလိုက်နိုင်တယ်အဲရနေ drone ရင်အားတာနဲ့ဘုံဘူးဘုံမိုးရွာတာပေါ့ဗျာအဲရနေဟိုကမခံနိုင်လို့ထွက်ပြေးကြတာပေါ့အဲလို့လဲဆိုတော့သူတို့ကိုဝိုင်းဝန်းပိတ်ဆို့ထားပြီးမှအပေါ်ကနေ drone မိုးကျဲတော့သူတို့ဒီလက်နဲ့ခြိုက်ခြိုက်မခြိုက်ရင် တို့မှာလမ်းမရှိဘူးเนาะအဲ့တော့ဒါတွေအလုံးကိုတရားစဉ်းစားကြည့်လိုက်ရရင်ဒီပါစာတွေခေါ်လိုက်ရုံနဲ့တို့ရဲ့စင်အင်ရာတိုးတက်လာစရာဘာမှအကြောင်းမရှိဘူးတို့ရဲ့ဒုတရင်မှုဖြစ်တဲ့လူတွေတက်ခွဲမှုဖြစ်တဲ့လူပေါ့သူပြောသလိုအပတ်စဉ်49ကပူကြီးဘူ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 းပေါ့ဗျာနော် နောက်ဆုံးထွက်မြေးတာပဲနောက်ဆုံးထွက်မြေးတာပဲအားကြောင့်လဲဆိုတော့တို့ viewer လဲလုံးလို့မရဘူးနော်တို့ကပြည်သူနဲ့ဆက်သွယ်မရှိဘူးလေပြည်သူကတို့တို့ကထိကြံနေတယ်ဗျာတို့တို့ရှိတဲ့ဒီစကန်းဒီစကန်းကုန်းတွေမှာပဲပြိမ့်မိနေပြီဗျာဒီဘက်ကလည်းဝိုင်းဝန်းပိတ်ဆို့ထားပြီ အဲ့တော့သူတို့ဘာပြူပါလိသူတို့ကိုလုတ်ပေးနိုင်တာက နောက်ထပ်စစ်ကြောင်းကြီးတွေပေါ့နော်သူတို့ဘက်ကစကားမှလည်းလာပြီးသူတို့ကိုလာပြီးတော့ဝိုင်းရံပေးတာတို့ဒီမဟုတ်ရင် လေကြောင်းပစ်ကူပေးတာကလွယ်ဘာမှမလုပ်နိုင်ဒီဘက်ကတော်လိုင်းကြီးတစ်ဖွဲ့တွေကရွေးလျားစစ်ကြောင်းကြီးနော်ပုံမှန်သွားပြီးတော့ပိတ်ဆို့လိုက်မနေ့ပြန်ပြန်ပြီးအေးစစ်အိပ်ပြီးဒူးနှက်နေလိုက်ပြောချင်တာကဗျာသူတို့ကိုသပိတ်ဆို့လိုက်နှစ်ရက်သုံးရက်လောက်ထိုင်းမှာသွားပြီးကဲလိုက် ဥပမာပြောချင်တာအဲဒီမှာသွားပြီးအပန်းဖြေလိုက်နိုင်ကလက်သွားတက်လိုက်ပြီးပြန်လာပြီးမှပြန်လာပိတ်ဆိုလိုက်စိတ်လုတ်ကိုလို့ဒါဥပမာပြောတာပါအဲ့လိုသွားတာလို့မဟုတ်ပါဘူးစိတ်လုတ်ကိုလို့လုတ်လို့ရတယ်ပြီးသူဈာထဲမှာလည်းဝင်နေလို့ရတယ်သူတို့ကကြတော့ဒီရှေ့တန်းဆိုတဲ့ဒီစခန်းကုန်းကြီးပေါ်မှာပဲဘယ်သူမှမကြည့်ဖြူပဲနဲ့ပိတ်နေနေကြပြီ အဲ့တော့နေရာတိုင်းမှာလက်နက်ကင်တပ်ဖွဲ့တွေမှိုလိုပေါက်နေရင်အဲ့ဒါကိုဒီစစ်အာဏာရှင်တွေဘယ်လိုဖြေရှင်းမလဲပြောချင်တာကသူတို့လေတန်းနဲ့အုပ်ချုပ်တာ အခုသူတို့တနတ်တဲ့လူတွေမရှိရင်သူတို့ထွက်ပြေးတာပဲမျိုးအချုပ်ရေးတွေရက်ွက်အချုပ်ရေးတွေမရှိတော့ဘူးအရေးကြီးဆုံးကနယ်စပ်ကိတ်ပြန်နော်ကုံတွယ်ကိတ်သူတို့ရရတဲ့အခွန်ခါတွေရတယ်မှာထိုင်းနိုင်ငံနဲ့ကုံတွယ်ကြီးဖြတ်နေတဲ့ဂိတ်ကြီးပြန်သူတို့တနတ်မရှိတော့တာနဲ့ဒီဂိတ်လည်းကြားတာပဲအဲ့တော့မျိုးပေါ်မှာလည်းသူတို့တနတ်နဲ့ပဲအိမ်ဒီမှာလာဖမ်းနေတာ တနက်နဲ့ပဲလူငယ်တွေကိုပေါ်တာဆွဲနေတာပဲတနက်ပြပြီးတော့ပဲရွက်ောက်ဝဲတွေလုပ်နေတာပဲတနက်ပြပြီးတော့ပဲလူရှင်မင်းသားမင်းသမီးတွေကိုဝါရဖြန့်ကားတွေရိုက်ခိုင်းနေတာပဲတနက်ပြထောင်ချပြီးတော့အဲ့တော့လူတိုင်းတနက်ပြကြိုင်ပြီးဆိုရင်တို့ဘယ်လိုလုပ်ကြမြင့်တဲ့နဲ့ဟာတဲ့နဲ့ပဲ အဖွင့်လင်းဆုံးပြောရင်အပေါ်မှာတော့စစ်ဘုတ်ချုပ်တွေဝန်ကြီးတွေကလူကြားထဲမှာတော့ဂုံသေးရှိလူကြီးမင်းများပုံစံနဲ့ကိုက်ပုံကြီးကြီးတွေပေါ့ဝေါကောင်စားလာတွေဝတ်ပြီးတော့မိကွန်လေးပြောလိုက်ပြုံးပြုံးရွှင်ထုတ်ဆက်လိုက်လေကော်ဖီလေးတောက်လိုက်ပေါ့ဘီယာလေးတောက်လိုက် မြန်မွေးလေးပွဲလေးဖိန်သွားလိုက်မင်္ဂလာဆောင်သွားလိုက်ပေါ့စီဝေးလေးတက်လိုက်ဖဲကျိုးလေးဖြတ်လိုက်ညတဖို့လောက်ထားတာဒါပေမဲ့အောက်ချီမှာတော့သူတို့အားလုံးဟာဒီအဂျာစီယာရဲ့အထဲမှာပါသလိုပဲဒီစီစစ်ကြိုးရေးစခန်းတွေမှာလူတွေကိုကြာဖို့တင်နေရိုက်တက်နေတဲ့အနေထားရှေ့တန်းမှာလည်းအခု ဒီမောတောင်မှာရှိတဲ့ဒီစကန်းကုန်းကြီးကိုဒီဘုဘူးထင်တော်တို့ကရိုက်ပြတဲ့အခါမှာသူတို့နေရတဲ့အခါကငွားတင်ကုန်းနဲ့တောင်စိုးသေးတယ်ဗျာမြေကြီးတွေတောင်ကုန်းထိပ်ပေါ်မှာဟိုမြေကြီးတူးပြီးတော့အဲ့ပေါ်မှာဟိုဘယ်လိုပြောမလဲဟိုအုတ်တွေကာယံထားပြီးတော့ကုတ်ပြစ်ပေါ်မှာဘယ်လိုပြောမလဲအလင်းအောင်မရှိလေးပိစက်မရှိနဲ့အဲ့လိုဘွားနေနေနေရတဲ့လူတွေ ပြောချင်တာကဗျာစိတ်ကြမ်းလူကြမ်းကြီးတွေကဒါတော့တို့အခိုင်အမာတိဆောက်ထားတဲ့စကံနော်တို့အနေဆက်စကံနော်ဝင်ငွေတနေ့တနေ့မြန်မာငွေသိန်းရာနဲ့ထောင်နဲ့ချီပြီးဝင်ငွေရနေတဲ့စကံနော်အဲ့တော့ အဲ့ဒီအောက်ခြေမှာရှိတဲ့ဒီကနာတော့ဟာပြင်းတော်လိုဟာမျိုးပေါ့ဗျာသူတို့ပြောပြောရွှေရဲမှာပါတဲ့စစ်ကြောရေးလိုဟာမျိုးအောက်ခြေရဲ့ရဲဘော်တွေရဲ့ဒီလိုပုံစံနဲ့ဒီလိုစိတ်သက်တွေနဲ့ယူစောကြီးတွေပေါ့ဗျာသူတို့ကအဓိကတောက်တိုင်တွေနဲ့တိုင်းပြည်ကိုအာဏာကိုလူယူထားတာအဓိကဖြစ်တဲ့ရက်ွက်အုပ်ချုပ်ရေးမျိုးနဲ့အုပ်ချုပ်ရေးကိုနိုင်အောင်ထိန်းပြီးတော့ ရည်သူတွေကိုဥပဒေဆိုတာကြီးနဲ့ခြောက်ပြီးတော့ဖမ်းလာစီးတာနဲ့ရည်သူရဲဆိုတာနဲ့တရားရုံးဆိုတာနဲ့ထောင်ဆိုတာနဲ့သုံးခုနဲ့ပေါင်းပြီးတော့အပေါ်ကနေပြောချင်တာပြောပြီးတော့လှုပ်ချင်တာလှုပ်နေတယ်အုပ်ချုပ်ရေးစနစ်ပေါ့အဲ့တော့အဲ့တော့အဲ့လိုအနေထားဖြစ်လာတာဖြစ်တဲ့အတွက် အဲ့လိုအနေထားဖြစ်လာတာဖြစ်တဲ့အတွက်တနက်နေ့အုပ်ချုပ်တာပေါ့ဗျာအဲ့လိုတမိုင်းကိကအစိုးရဆိုတာကကိုကိုရဲ့ရွာမှာကိုလူအုပ်စုထဲမှာအုပ်ချုပ်ဖို့သူတို့ပေးရနေပြီးတော့မြို့တွေနိုင်ငံတွေဖြစ်ပြီးတော့အစိုးရမင်းတွေဖြစ်နေတာလေအဲ့တော့ပြည်သူတွေကလည်းသူတို့လိုပဲတနက်ကြိုင်လာပြီးဆိုရင်ဘယ်လိုလုပ်ကြမလဲ ြည်သူတွေကိုသူတို့ကဥပဒေဆိုတာကြီးနဲ့ကျွန်တော်ကပြေပြေးဆိုတာကြီးနဲ့အခုဆိုရင်လည်းအကျန့်ဖက်ဆိုတာကြီးနဲ့တနက်မကန်ရဲအောင်သူတို့ကဟန်တာထားတာပေါ့နော်ဟိုဘယ်လိုပြောမလဲထိန်းကွက်ထားတာပေါ့တို့မို့လေအဲ့ဒီအဲ့ဒီစီးကြီးကိုမကြော်ရလေအောင်တနည်းနည်းနဲ့သူတို့လှုပ်ထားတာပေါ့အများကတော့အကြောက်တရားနဲ့လှုပ်ထားတာပေါ့ဘဝတွေနဲ့လှုပ်ထားတာပေါ့ ဒါပေမဲ့အဲ့ဒီစီးကိုပြည်သူကကြော်သွားပြီဆိုရင်သူတို့ဘယ်လိုအုပ်ချုပ်အဲ့တော့ဒီနေ့သူတို့ဒီနေ့သူတို့ရင်ဆိုင်နေရတာအဲ့ဒါပဲအဲ့ဒီအစီးကြီးကိုသူတို့ကြော်သွားပြီရှိစရှိမှာကလူတိုင်းတက်တက်မကင်လာတဲ့အခါကျတော့ တို့ကတနက်နဲ့ပြပြီးတနင်္ဂနွေလို့ငင်းဝုတ်ပြီးပြရတယ်ဆိုတဲ့ပုံစံလုပ်လိုက်တယ်ပြီးတော့ဣရဝူတွေကိုလည်းတို့ကသွေးခွဲတဲ့နီးနဲ့အင်အားချိနေအောင်လုပ်လိုက်တယ်ဒါပေမဲ့2021မှာကျတော့တို့ထိန်းထားတဲ့ ADC ကြီးကိုကြော်သွားပြီးတော့လူအများစုတနက်ကင်လာတဲ့ခါကျတော့အဲ့တနက်ကင်လာတာကလည်းတနက်ကင်ကိုစူးစမ်းတယ်တနက်ကင်ကိုဆုံးဖြတ်တယ်တို့ကတနက်နဲ့လူပါသွားတယ် တော့တနက်နဲ့တို့ကဒုံးနဲ့ရိုက်တာလေအခုတို့ကိုဖမ်းခံလိုက်ရတဲ့သူတွေကိုတို့ကြိုးဒီဒုံးတွေနဲ့ရိုက်တယ်နီးမျိုးဆိုရင်နှိစက်တဲ့ခါကျတော့ဒီလူတွေကတနက်ကင်ပြီးပြတိုက်ဖို့ကလွယ်နီးမရှိတော့ဘူးဘာလို့တို့လည်းတနက်ရှိလို့အဲ့ဒါကိုလူဘာဝပြီးလူလူချင်းကိုနှိစက်နေတာလေအဲ့တော့အဲ့တော့လူတွေကလည်းအဲ့ဒီတနက်ကင်ချင်းကိုပြန်ဆုံးဖြတ်လိုက်တယ်သူတို့လိုတနက်ကင်ကိုဆုံးဖြတ်လိုက်တဲ့အခါမှာဒီနေ့ ဘောတောင်လိုဖြစ်စင်ရဖြစ်ဦးမှာပဲကျိုးစရာရှိတယ်ပေါ့တနက်ကင်လို့တနက်ဘေးရရမယ်အဲ့ဒါဒီမေးမိတယ်လीတော့2021မှာဘယ်မှာမှတနက်မရှိတဲ့လူကဦးလူပေါင်းနှစ်သိန်းနီးပါးမှာတနက်တွေရတယ်